ဟိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကျွန်တော်ရှိမှာရောင်းနေတဲ့ဒီ display လေးဘလို့အသုံးပြုလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီအားရှိဘက်ပေါ့နော်သူရဲ့နောက်ဘက်မှာကျွန်တော်တို့ socket တန်ပဲပင်ပါတယ်ပေါ့နော်ဒီပင်မှာဆိုလို့ရှိရင်သူပထမဆုံးပြထားတာက AC 220 line neutral ရဲ့ပြီးလို့ရှိရင် inverter signal on off ပေါ့နော်ဒီဒီ inverter ဖွင့်ရမယ့်ပုံစံလေးပါမယ် အပင်းသူက B+ B- ကသူနှစ်စုံပေးထားတယ်တစ်စုံပဲတက်လေရတယ်ဒါပေမဲ့နှစ်စုံတက်လေရတယ်ကျွန်တော်ကဒီမှာတစ်ခါတည်းစမ်းပြပြမယ်နှစ်စုံလုံးတက်မယ်နော်အဓိကဒီ B+ B- ကတော့မမအောင်တော့အလုံးကြီးပေးပါလို့တက်လိုက်မယ်ဆိုလို့ရှင် B+ B- ကဒီမှာဒီအညိုရဲ့ဒီခဲရောင်လေးနေရာ B+ ဖြစ်ပါတယ်အဒီ ရန်ရောင်နဲ့အပြာရောင်နဲ့ပြီးမိုင်းနဲ့ပေါ့နော်နှစ်ခုစလုံးကိုပြည့်ချတဲ့နေရာပါလေကဲဒီမှာကျွန်တော်တို့အပေါင်းနဲ့အနှုတ်ကိုဒီဘက်ထရီမှာတက်လဲရတယ်သို့မဟုတ်ဒီအောက်ကကျွန်တော်တို့ငုံမှာဒလာတက်လဲရပါတယ်ကျွန်တော်ဒီမှာပဲတက်လဲနော် ဆိုဒီမှာသူဒီ black ဒီမှာပြန်စစ်ကြည့်လိုက်ပါတော့မပွင့်ရင်စစ်လိုက် minus ပေးပြီးဒီမှာပိုသေးတယ်เนาะပိုသေးတယ်ဆိုတော့ဒီကောင်းကိုကျွန်တော်တို့က power ပေးလိုက်တဲ့သဘောပဲဘာလဲဆိုတော့ကျွန်တော်တို့ on ကြည့်လို့ရမယ်ကျွန်တော် on လို့ရပြီเนาะ online ရေသူကဒီမှာအဲဒီမှာ battery ကတော့တရားရခိုင်းเนาะကျွန်တော် setting တွေပိုင်းမချိန်ရသေးဘူး lithium ထည့်ရသေးဘူးဒီမှာကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဒီကအောက်ဖို့ရတော့စာအလုံးလုံးနေပြီဒါမဲ့ ေးပြရမထွက်သေးဘူးโอเคဒါမျိုးရနေနော်အဲ့ဒါမျိုးဆိုရနေပြီအဲ့တော့ကျွန်တော်ပြန်ပေးလိုက်မယ်ကျွန်တော်နောက်တစ်ခုကကျွန်တော်ဒီမှာ inverter ရဲ့ on off ကိုထည့်ရမှာ inverter ရဲ့ on off ကအစိမ်းနဲ့လေမွေအောင်နေနော်ဒါပါတယ်အစိမ်းနဲ့အစိမ်းရဲ့ဒီလေမွေအောင်နေရဒီမှာတက်တက်ကပါနော်ဒီကလုတ်ကိုဖြုတ်ပြီးဒီကလုတ်နေမှာတက်ပြရမယ် အခုဆိုရင်ကျွန်တော်တို့ inverter on off switch တစ်ခုကို join ရမှာဖြစ်ပါတယ်ဆိုတော့ inverter on off switch တစ်ခုကဒီမှာကျွန်တော်အစိမ်းရောအစိမ်းပုတ်ရောင်းရေဒါလေမော်ရောင်းရေပေါ့နော်အစိမ်းပုတ်ကအစိမ်းပုတ်ကစနပုတ်ပဲဖြစ်ပါတယ်ဝဲဘူးဆိုတော့ဒီလိုကြည့်ရင်ဒီဘက်ကတွဲဖို့အဲဒါဆိုရင်အစိမ်းပုတ်ဘက်ကိုတွဲလိုက်မယ် ်ချက်ပြန်ပြန်စစ်ကြည့်လိုက်မယ်เนาะဒါပြီးရပြီဆိုလို့ရှိရင်ဒီမှာတက်တက်လို့ရပြီချက်စစ်ကြည့်လိုက်မယ်เนาะအစိမ်းကအစိမ်းနဲ့ စိမ်းမုန်းနဲ့လေမုန်းရော on off နော်ကျွန်တော်တစ်ချက်က on ကြည့်လိုက်မယ် Okay အဲဒါဆိုလို့ရှိရင်ကျွန်တော် AC on ကြည့်လိုက်မယ်နော် AC on on ရပြီလားဆိုတာဒီမှာ USB ရပြီ Okay ဒါ AC on on ရပြီ Okay ဒီတော့ AC on on ရဘီလင်းလာပြီဒီဘက်မှာဆိုတော့ ဒီမှာတော့မပြသေးဘူးเนาะဒီမှာ AC ဆိုပြီးမပြသေးပါဘူးလို့လဲဆိုတော့ကျွန်တော်220 line နဲ့ neutral ကို inverter ရဲ့အောက်ပေါ်မှာပြပေးအောင်မယ်အဲ့ဒါပေးမှ inverter ဒီမှာဒီ display မှာလာပုံမှာပေါ့เนาะအဲ့ဒါကျွန်တော်ရင်ပေးလိုက်အောင် ဲ့တော့ကျွန်တော်ပြန်ဆန်းကြည့်မယ်။ကျန်တဲ့ဒီကောင်တွေကမလိုဘူးမတက်လည်ရပါလေ။ဒီဟာလေးပဲအဓိကကြတရားလေးပဲ။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် AC on ကြည့်မယ်။ AC ည20ဖို့ထွက်လာပြီနော်။ညံလာကျွန်တော်မီတာနဲ့တိုက်ပြ။ ိုးလေးကနည်းနည်းလေးတော့နှစ်ပိုးလောက်တော့ကွာတယ်နော်အဲ့ဒါပြဿနာမရှိဘူးမေတာအင်ပို့လုပ်ငန်းစဉ်တွေအကုန်ပြီးသွားပါပြီ။ဒါအောက်ပို့လုပ်ငန်းစဉ်တွေကျွန်တော်ပြရမယ်။အောက်ပို့လုပ်ငန်းစဉ်ဒီမှာသူ LED ကို1 2နှစ်ခုပေးထားတယ်။ဒီချိုးနှစ်ချောင်းနဲ့ဒီချိုးနှစ်ချောင်းနဲ့ပေးထားတယ်။ဒီကောင်ကြလို့ရှိရင်အကြီးနဲ့ USB ပေးထားတယ်။ဒါတွေအကုန်လုံးကတွဲဖို့တွေပဲထွက်တာပါ။ဒီကောင်နဲ့ဆက်နှပ်ဖို့အဲ့တော့အဲ့ဒီဆက်နှပ်ဖို့နဲ့ပတ်သက်ရင် USB မှမဟုတ်ကိုယ်ကကြိုက်တာတက်လို့ရပါတယ်။ ကျွန်တော် USB ကို online ပဲเนาะ only ဖိုးလေးတစ်ချက်တိုင်ပါမယ်ဒီနေရာမှာကျွန်တော်ဖုံးအားသွင်းလို့ရတယ်ဒီတွဲဖို့တွဲဖို့ကတ်လက်ခံနိုင်တဲ့ကျွန်တော်တို့ကျူစီ၄ပေါက်လို့၂ပေါက်လို့လည်းတက်လို့ရပါတယ်အဲဒီမှာဆက်နှက်ဖို့ထွက်တယ်เนาะဒီမှာ DC ဆက်နှက်ဖို့ထွက် DC တွဲဖို့ထွက်မှာဒါတွေရဲ့ဘယ်ရှင်းမှာထွက်ပါလဲဆိုတော့ခုနကလို USB အပိတ်ဖွင့်လုံးမှာထွက်ပါပါ ော LED ကိုလည်းလုပ်ပြအောင် LED နော် LED ဆိုလို့ရှိရင်သူကထပ်ပါเนาะ LED ได้12โวลต์ถั่วตาเออเราเจอเราอ่ะ12โวลต์กับโหแบบ USB มาแล้วถั่วมาโหဒီแบบ LED มาแล้วต้วยโวลต์ไปถั่วตาบาถ้าว่าจังตัวอ่ะนอกตะမျိုး LED มาจังเราปาดีเดเอ่อ မိတ်တို့မိတ်တို့ပေါ့နော်အဲ့ဒီမိတ်တို့မိတ်တို့ဟာလေးပါမယ်ဒါဆိုတာကျွန်တော်နှိမ့်လိုက် LED ပျောက်သွားပြီဒါဆိုတာ USB ပေါ်တယ်ဒါဆိုတာ AC okay AC တန်းလာမယ်နော် AC တူနေဖြစ်လို့ရှိရင်190ဒါ house ဒါချိန်နှုန်းကိုပြတာပါဒါ battery indicator percentage ကိုပြမယ်ဒီကောင်ပိုးလေးကိုပြမယ်နောက်တစ်ခုဒီကောင်မှာရှိတာကဲကျွန်တော် battery voltage ကကျွန်တော်က 3S ဒါ DDN သုံးနေတယ်ဆိုလို့ရှိရင် battery setting ကိုလည်းပြောင်းလို့ရတယ်ဒီကောင်နှစ်ခုဖိထားလိုက်ရင် မခုံးနေနော်ကျွန်တော်သုံးတာတွဲပိုင်းစစ်တွဲပိုင်းစစ်မဟုတ်ဘဲနဲ့ဘယ်လိုပြောတွဲပိုင်းစစ်မဟုတ်ဘဲနဲ့ဒီမှာကျွန်တော်တို့ဒါ29.4ပေါ့နော်လီတီယံထက်ပါတယ်25.6ပါတယ်25.6ဒါဆိုတာလိုက်ဖို့ဟို sorry ဒါကျွန်တော်စတင်ပြန်ပြောအောင်โอเค25.6ပါမယ်ဒီ 60 by 8ပါမယ်40 by 8ပါ40 and 4လည်းပါ40 and 6လည်းပါနော်ကျွန်တော်12.5ကျွန်တော်12.5ထားတာဒါကြတော့ battery setting ကိုရွေးတာကိုသုံးမဲ့ battery ကိုထားပါနော်အဲ့ဒါဒါဆိုလို့ရှိရင်12.5ဆိုလို့ရှိရင်သူပြရနေနော် okay ဒါ inverter AC ဒါတော့ output တွေပါနော်ဒါကိုကိုတက်ချင်တဲ့ဟာတွဲဖို့မှာကျွန်တော်တို့များသောအားဖြင့်တော့ DC jack ထားတယ် USB မှာကြာလို့ရှိရင်ကျွန်တော်တို့၄ပေါက်ပါတာတို့၂ပေါက်ပါတာတို့ သူတို့ကဆန္ဒပူရီလက်ခံတော့တိုင်းပြုလို့ရပါတယ်အဲ့တော့အလုံးအစင်ပြေမယ်လို့ထင်ပါတယ်ဒီကောင်လေးနဲ့ပတ်သက်ပြီးတချို့အစင်ပြေရတဲ့ရှိလို့ဗီဒီယိုလေးတင်ပြလိုက်လို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်